အခုလက်ရှိကျွန်တော်ပြောပြမယ့်အပိုင်းကအာဒီ daily battery နဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်ခဲ့တဲ့ပြဿနာလေးတခုကိုဖြေရှင်းတဲ့ပုံစံဖြေရှင်းမဲ့နီလန်ဒါတွေကို ပြောပြမှာပါအဲ့တော့ဒီဖြစ်စဉ်ကဗမာဖြစ်ခဲ့တာလဲဆိုတော့ daily 50 kW လက်ရှိအဖြူရောင်နေနဲ့เนาะကျွန်တော်ကဒီ boss w ပေါ့เนาะအမဲရောင် high voltage battery တွေနဲ့ဆေးရုံတရုံမှာကျွန်တော်ဆင်ပေးခဲ့တယ်ဆင်ပေးခဲ့တဲ့အချိန်မှာ ဆင်ပြီးတော့နှစ်လလောက်ပေါ့နော်ဆင်ခဲ့တဲ့ဘက်ထရီအရေအတွက်ကငါးလုံးနဲ့ဆင်ခဲ့တာဆင်ပြီးတော့နှစ်လလောက်သုံးတဲ့အချိန်မှာအလုံးဆင်ပြီးတယ်ဟလာဒီဘက်ထရီယာတနာယီမှာဝက်3000သုံးရင်အဲဝက်3000ကိုဟလာတက်မှတ်ထားတဲ့အချိန်အထိကျွန်တော်သုံးလို့ရတယ်ပေါ့ဗျာဆိုလိုချင်တာဝက်3000ကို9နာရီအသုံးခံရမယ်ဆိုရင်9နာရီအသုံးခံခဲ့တယ်ဒါနဲ့ပဲဟလာဒီဆေးရုံကနေပြီးတော့မှနေကင်းဘက်မှာတော့ဆိုလာနဲ့ဓာတ်ရိုက်သုံးတာလောက်ပြီးညဘက်မှာတော့မနေ့3နာရီလောက်တိုင်းမှာမိဆက်နှိုးနေရတဲ့အဖြစ်ကိုမနှိုးချင်တော့ဘူး တ်ထရီ၃လုံးလောက်ထပ်ဖြည့်လိုက်ရင်အဆင်ပြေပြီဆိုပြီးတော့ तू ကဘက်ထရီ၃လုံးထည့်ခိုင်းတယ်ပေါ့နော်အဲ့တော့ဘက်ထရီ၃လုံးကျွန်တော်ကအစ်စ်ကျွန်တော်ထပ်ပြီးတော့ဖြည့်ပေးလိုက်တယ်ဖြည့်ပေးလိုက်တဲ့အခါမှာအဲဒီ SOC ပေါ့နော်အဲအရင်အငားလုံးက SOC ဥပမာတရားဖြစ်စဉ်ဖြစ်နေလိမ့်မယ်နောက်ရောက်လာတဲ့ကောင်က SOC တရားမရှိနေခဲ့ဘူးမရှိနေခဲ့ပဲနဲ့ကျွန်တော်တွဲလိုက်တယ်တွဲလိုက်တဲ့အခါမှာဘာပြဿနာဖြစ်လဲဆိုတော့အတုံးခံရမယ့်ဥစ္စာတွေကဟာရှစ်လုံးစာတီမိုးလင်းမောက်ရရမယ့်ဟာမရတော့ဘူး ၃၄နာရီလောက်နဲ့အိုက်ဘက်ထရီကကုန်ရောဟာအဲ့ဒါဆိုတော့မဖြစ်ဘူးဟုတ်လားဒီ၃လုံးကြောင့်ဖြစ်မယ်ဒီ၃လုံးကိုခဏပြန်ဖယ်မယ် SOC မတူတဲ့ဖြစ်စဉ်တွေအရကျွန်တော်ဒီဖြစ်ခဲ့တဲ့ဥစ္စာကကြောက်စဲမှာအာဒါဘရီပရမဆန်၃လုံးနဲ့တွဲထားတယ်နောက်ထပ်ကျွန်တော်တို့၈လုံးထည့်ပြီးတော့၁၀လုံး၁၀လုံးပြန်ခွဲတဲ့အခါမှာ SOC မတူလို့ဖြစ်ပျက်ခဲ့တဲ့ပြဿနာတွေကိုကျွန်တော်ဖြေရှင်းခဲ့တဲ့အတွေ့အကြုံရှိတာဖြစ်တဲ့အတွက် SOC မတူလို့ဖြစ်တာပဲဆိုပြီးတော့ကျွန်တော်ဒါ SOC ညှိဖို့လုပ်တယ် SOC တွေညှိတယ်ဒါပေမဲ့ ဘက်ထရီယာအခြေအနေကောင်းမလာခဲ့ဘူးဘလို့မှလုံးလို့မရတော့ဘူးအဲ့မှာငါးလုံးကိုကျွန်တော်ကငကူမူလငါးလုံးနဲ့ပဲပြန်ပြီးတော့ခြားချင်းသွင်းမယ်ဟုတ်လားငါးလုံးကိုသွင်းပြီးတော့ပြန်သုံးကြည့်မယ်ဆိုတော့ငါးလုံးကိုပြန်သွင်းလိုက်တဲ့အခါမှာငါးလုံးဟာမူလကျွန်တော်အသုံးခံရမယ်ငကူကမနေ့၃နာရီလောက်ထိအသုံးခံတဲ့ကိစ္စကအသုံးမခံတော့ဘူးဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာဒီဒဲကြီးရဲ့ကျွန်တော်ဒီကန်ဘောက်ပေါ့နော်ကန်ပရိုတိုကောဘောက် အာ USB to CAN converter လို့လည်းခေါ်တယ်ပေါ့နော်ကျွန်တော်4 way file နဲ့မဟုတ်တော့ဘဲနဲ့ CAN port တွေနဲ့လာတာဖြစ်တဲ့အတွက် CAN converter ကိုကျွန်တော်တို့ကဒီသက်ဆိုင်ရာကုမ္ပဏီကနေပြီးတော့မှအကူအညီတောင်းပြီးဝယ်လိုက်တယ်ဝယ်ပြီးတော့မှ CAN box ထဲထိုးတဲ့အခါမှာငွေမူလ၅လုံးဟာ2လပဲသုံးရသေးတယ်။ SOC က95ဖြစ်သွားတယ်။ SOH နော် အဘတီရဲ့ကျမ်းမာကြီးပေါ့ဗျာ100%ဖြစ်ရမယ့်ကိစ္စက95%ဖြစ်သွားတယ်။ဒါနဲ့ဒဲဟီကုမ္ပဏီဘက်ကိုပြန်မေးတဲ့အခါမှာ SOC မတူသောဘတီ၃လုံးကိုထပ်ပေါင်းလိုက်တဲ့အတွက် SOA ကျသွားပါတယ်ဆိုတဲ့သက္ကလုံပြောလာတယ်။ဒါဆိုရင်ကျွန်တော်တို့ကဒီဖြစ်စဉ်ကလက်ခံနိုင်စရာအကြောင်းမရှိဘူးပေါ့။အဲဒဲဟီကုမ္ပဏီကိုကျွန်တော်ပြန်ပြောတယ်။ဒါလေးဒီဟာလာဒီလိုဒီလိုဖြစ်စဉ်တွေကကျွန်တော်တို့ဟိုကကြုံကြောင်ဖြစ်တာကိုတော့လက်ခံလို့ရတယ်။ဒါပေမဲ့ SOA ကျတာကိုလက်ခံလို့မရဘူး။ သူ့မှာ BMU BMS တွေပါတာဖြစ်တဲ့တူကဒါတွေက protection မလုပ်ဘူးလား BMS တွေက operation ကိုဒီကောက်စာကိုဟလာဒီ overcharging over discharging တွေကိုမထိမ့်ဘူးလားဒီသူ့ရဲ့ monitoring လုပ်ရမယ့်ကိစ္စတွေမလုပ်ဘူးလားဆိုတဲ့မေးခွန်းကျွန်တော်တို့ကပြန်မေးတယ်ပေါ့နော်နောက်တစ်ခုကတော့ okay ထားလိုက်တော့ SO8 ကြာသွားတာကိုလက်ခံတယ်95နဲ့ပဲထားလိုက်တော့အဲ့တော့ဒီ95နဲ့ကျွန်တော်တို့ကတွက်မယ်ဆိုရင်ဟလာ watt 3000တော့ရင်စောနာပြောလို့မနေ့3နာရီတိမရရင်တော့2နာရီလောက်ထိရတော့3ခန်းပဲ95နဲ့တွက်ရင် သူ့ရဲ့သတ်မှတ်ထားတဲ့ပမာဏတိုင်းဖြစ်ကိုဖြစ်ရမယ်ဆိုပြီးပြောတယ်။ဒါပေမဲ့ကျွန်တော်လက်တွေ့မှာဖြစ်မလာဘူး။ဟုတ်လား9နိုင်လောက်အသုံးခံရမယ်95%နဲ့တွေ့ရင်တော့9နိုင်လောက်အသုံးခံရမယ်ပစ္စည်းဟာ9နိုင်လောက်မခံတော့ဘဲနဲ့နှစ်နာရီသုံးနာရီလောက်နဲ့ပဲအဲ့ဘက်တရီကဒေါင်းသွားတယ်ပေါ့နော်ဒါနဲ့ပဲဒီဖြစ်စဉ်တွေကိုကျွန်တော်ကတက်ဆိုင်ရအောင်ကျွန်တော်ဒီဘက်တရီဘက်တရီကျွန်တော်ယူခဲ့တဲ့ဒီ authorized distributor တွေကိုပြန်ဆက်သွယ်ပြီးတော့ပြောပြတယ်သူတို့နဲ့လည်းဒါရိုက်တရုတ်တွေနဲ့လည်းချိတ်ဆက်ပြီးပြောတဲ့အခါမှာ ကျွန်တော်ဒီလက်ရှိဟောလာပြန်ပြီးတော့ service တင်လောက်ရမယ်ဥစ္စာလေးတွေအဲသူတို့ဘက်ကလည်းပြန်ပြောလာတယ်ပြီးတော့ service တင်လောက်ရမယ်ပစ္စည်းတွေကိုလည်းဒါကျွန်တော်တို့စီကိုပို့ပြီးတော့လောက်ဆောင်ရမယ် instruction တွေ manual တွေလည်းပို့လာတယ်ဒါကူညီပေးလာတယ်ပေါ့နော်ကျွန်တော်တို့ဘက်ကတော့ဒါကဘာပဲဖြစ်ဖြစ်ဒီလိုမျိုး အဖြစ်စဉ်ဖြစ်လာတဲ့အခါမှာတက်ဆိုင်ရာဒီ authorized person ဒီကျွန်တော်လက်တွဲဆက်ဆံတဲ့ကုမ္ပဏီတွေဟာဒီလိုတာဝန်ယူပြီးတော့ဒီလို supporting ပေးတဲ့အတွက်ဒါတော်တော်လေးလဲဒါကျေးဇူးတင်ရပါတယ်မဟုတ်ရင်ကျွန်တော်တော်တော်လေးတိုင်ပတ်ပါတယ်နော်အဲ့တော့အခုဒီမှာဆိုရင်အပေါ်ဆုံးဥစ္စာကဒါ controller အောက်မှာ battery နှလုံးဘာကြောင့်ဒီဥစ္စာက၃၃ခုကပြန်ပေးဖို့လာလဲဆိုတော့ဟိုဘက်မှာ battery က၈လုံးတက်ထတာ၈လုံးတက်ထတဲ့အခါမှာကျွန်တော်၅လုံးကိုအရင်ဆုံး servicing လုပ်မယ်၅လုံးကို servicing လုပ်ရင်ဒီဘက်က နှလုံးနဲ့ငကိုမူလားသုံးလုံးနဲ့ဟိုဘက်မှာငါးလုံးတစ်တွဲနဲ့ခဏထားထားမယ်ဒီဘက်ငါးလုံးကို servicing လုပ်မယ်လုပ်ပြီးတော့မှတခါဟိုဘက်ကသုံးလုံးကိုပြန်ဖြုတ်ပြီးတော့ servicing ပြန်လုပ်မှာအဒီဈားထဲမှာဖြုတ်ပြီးတော့လုပ်နေတဲ့အချိန်မှာအဒီသက်ဆိုင်ရာဈေးရုံနေနဲ့နေလေကင်းပိုင်းမှာအာဒီဆက်ကြီးကိုမိဆက်ကြီးကိုမနှိုးအောင်လို့အတွက်ကျွန်တော်တို့ကဒီကုမ္ပဏီကနေပြီးတော့မှစီစဉ်ပေးတဲ့အဲကုတ်ဟိုပစ္စည်းတွေပေါ့နော်အဲ့တော့ဒီအပေါ်ဆုံးဒီဒါကွန်ထရိုလာဖြစ်ပါတယ်အဒီမှာတော့ဒါ တွဲဖို့ adapter တွေဖြစ်ပါတယ်အဲတွဲဖို့ adapter တော့ဒါချိတ်ဆက်တဲ့ပုံစံဘာကြောင့်သုံးရလဲဆိုတာကျွန်တော်ပြန်ပြောမှာပါပြီးရင်တော့ဒီ battery ကို charging လုပ်မယ်ကျွန်တော်တို့ battery charger ပေါ့နော် battery charger ဒီမှာရှိပါတယ်ဒါတွေသုံးပုံသုံးနည်းနဲ့လုံးပုံလုံးနည်းတွေပြီးရင်ပြန်ပြောမှာပါကျွန်တော် software တွေတချို့ဟလာမလုပ်ခင်မှာ software တွေ battery တွေကိုပြန်ပြီးတော့ထည့်ပေးပြီးတော့မှဟလာဒီ charging သွင်းမယ် charging သွင်းပြီးမှတခါမူလ software ကိုပြန် update လုပ်တဲ့ကိစ္စကြီးလဲပြန်ပါလာမှာပါ အဲ့တော့ဒီလိုမျိုးဖြစ်လာရင်ဒီလိုလုပ်ရပါတယ်ဆိုတာကိုသိစေချင်တာပါပုံမှန်အားဖြင့်တော့ installer အများစုအားဘယ်တော့မှ SOC ကိုတူအောင်စောင့်ပြီးတော့တွဲလို့မရှိပါဘူးမတွဲလို့လည်းဘာပြဿနာရှိသလဲဘာမှမဖြစ်ပါဘူးအလွယ်တကူဖြည့်ရှင်းလို့ရပါတယ်သို့တော်လည်းပဲအခုဒီစနစ်မှာတော့ဇောနာပြောတယ်ဟလာ SOC မှာရင်တွဲတွဲတဲ့အတွက်အာဒီ95% SOC တွေပါကြတယ်ဆိုတော့ဖြစ်စဉ်အဖြစ်သွားတယ်ပေါ့နော်ဒါမဲ့ဒါကတော့လက်ခံစရာတော့မရှိပါဘူးသို့တော်လည်းပဲကျွန်တော်တို့ဒါတွေက အဲ့ဆိုရေးကြရင်လည်းတတ်မှတ်ထားတဲ့ percent ကိုအသုံးခံပဲဆိုတော့လေအသုံးမခံတဲ့ဖြစ်စဉ်တွေဖြစ်သွားခဲ့တယ်။အဲဒီအတွက်ကျွန်တော်တို့ကဒါ sufficient ပြန်လောက်ရမှာပါ။နော်လောက်တဲ့ပုံစံလေးတွေကျွန်တော်အကုန်အသေးစိတ်ပြန်ပြီးတော့တင်ပေးပါမယ်။